နယ်ကညုံကျွန်းရွာကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတဲ့အတွက်ဒေသခံတွေထပ်ပြေးတိမ်းရှောင်နေရပါတယ်။စစ်ကောင်စီတပ်ဟာဒဝဲမြစ်ထဲကနေတဆင့်လှီနဲ့ကညုံကျွန်းရွာကိုဒီကနေ့နေ့လယ်၁၂နာရီဝန်းကျင်မှာစစ်ကြောင်းထိုးလာတာလို့တိမ်းရှောင်နေရတဲ့ဒေသခံတွေကပြောပါတယ်။စောလာစနေရနေ့ကလည်းစစ်ကောင်စီတပ်ကကညုံကျွန်းရွာကိုလက်နက်ကြီးနဲ့နှစ်ကြိမ်ပစ်ခတ်ခဲ့သေးတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒီကနေ့မနေ့ပိုင်းမှာတော့စစ်ကောင်စီလေရင်တစဉ်တဝဲမြကန်းတလျှောက်ပြန်တန်းလာပြီးတဲ့နောက်ကညုံကျွန်းရွာနာမှာပုံကျဲချခဲ့တယ်လို့သတင်းထွက်နေပါဗျ။ဒီလိုပုံကျဲချပြီးတဲ့နောက်တဝဲမြအတိုင်းစစ်သည်မသုံးစင်းရောက်လာပြီးကညုံကျွန်းရွာကန်းနာမှာစိုက်ကပ်ကရွာရဲကိုဝင်ရောက်နေတယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေတာနဲ့ပတ်သက်ပြီးမေးမြန်းဖို့လောင်းလုံးပကဖတ်တာဝန်ရှိသူတချို့နဲ့တပ်ဖွဲ့ဝင်တချို့ကိုဆက်သွယ်ခဲ့ပေမဲ့လက်တလောအဆက်အသွယ်မရပဲဖြစ်နေပါဗျ။ ကညုံကျွန်းရွာခန့်နဲ့အပါအဝင်အနီးအနားမှာရှိတဲ့ဒေသခံတချို့ဟာမိုးတက်တက်မဲမဲရွာနေတဲ့ကြားကနေဘေးလွတ်ရွာကိုထပ်ပြေးတင်းရှောင်နေကြရတဲ့သူတွေရှိသလိုအခြေအနေစောင့်ကြည့်နေသူတွေလည်းရှိနေပါဗျ။လက်ရှိစစ်ကြောင်းထိုးခံနေရတဲ့ကျေးရွာအပါအဝင်အနီးအနားမှာရှိတဲ့ကျေးရွာ30လောက်မှာတရက်စစ်မီရက်ရှိပြတ်တောက်နေတာအပြင်ဖုံးဆက်တဲ့ရေအခက်ခဲတွေလည်းကြုံတွေ့နေကြရပါဗျ။ မေလ30ရက်နေ့လောင်းလုံးမြို့ပေါ်တိုက်ပွဲဖြစ်ချိန်ကလေးကလျှက်စင်ပြီးပြတ်တောက်သွားတာဖြစ်ပြီးနောက်ပိုင်းမှာတော့ဖုံးလိုက်တချို့ပါပြတ်တောက်နေတာပါ